နိုင်ငံရေးချက်တဲ့နဲ့ရင်ဆိုင်နေရတဲ့ထိုင်းနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းနိုင်တဲ့အလားလာနဲ့ပတ်သက်ပြီးထွက်ပေါ်နေထင်ကြေးပေးမှုတွေကိုထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဖြစ်သူဖန်တန်ဝီချာယာချိုင်းကညင်းဆိုခဲ့လို့ The Nation ကဖော်ပြခဲ့ပါဗါး။ထိုင်းရဲ့ထိပ်သီးစစ်ကောင်းဆောင်များအစိုးရဆန့်ကျင်တဲ့အင်အားစုတွေကလုံဆော်ပေးနေတယ်။အာဏာသိမ်းမှုတောင်းဆိုချက်တွေကိုအလင်းမထားကြောင်းနဲ့အာဏာသိမ်းမှုယူရချက်မရှိဘူးလို့ဖန်တန်ကအခိုင်အမာပြောဆိုခဲ့ပါဗါး။လက်နက်ကိုင်တပ်ဖွဲ့တွေကလက်ရှိဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဒီမိုကရေစီနည်းလမ်းနဲ့ဖြေရှင်းပြီးထိုင်းနိုင်ငံကိုကူညီပေးဖို့တန်နေတဲ့ခြားထားခဲ့လို့လည်းသူကဆိုပါဗါး။ ကျွန်တော်ကကွေးဝင်ကြီးဖြစ်တာဝန်တန်းဆောင်ရင်ကာလာတွင်လက်နက်ကင်တပ်ဖွဲ့၄ဝက်စလုံးရဲ့အကြီးအကဲတွေနဲ့စကားပြောဆိုခဲ့ပါဗျ။ကြည်ရေလေးနဲ့ရဲတပ်ဖွဲ့အားအာနာသိမ့်မှမဟုတ်ပဲစူသည်ညီညွတ်စွာနဲ့ထိုင်းနိုင်ငံကိုကူညီပေးနေကြပါဗျ သူတို့ကအာဏာသိမ်းခြင်းနဲ့တွေ့ရမရှိကြပါဘူးလို့ဖွန်တန်ကပြောကြားခဲ့ပါတယ်။အစိုးရဆက်ကျင်တဲ့ United in the Power of the Land for the Defense of Thai Sovereignty ဖွဲ့ရဲ့ဆန္ဒပြမှုတွေတွင်ဒီဘက်ကောင်းဆောင်တွေကစစ်တပ်ကိုကြားဝင်ဖို့တိုက်တွန်းခဲ့ပြီးနောက်ဖွန်တန်ရဲ့ပြောကြားချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အစိုးရဖွဲ့ရဲ့အခြေခံဥပဒေဆိုင်ရာဆန္ဒထုတ်ပေါ်ခွင့်ကိုအစိုးရလေးသာကြောင်းကောင်းမွန်တဲ့အကြံပြုချက်တွေကိုလက်ခံမှာဖြစ်ကြောင်းဒါပေမဲ့နိုင်ငံရေးနဲ့တရားရေးစနစ်ကိုဖျက်ဆီးစေမယ့်အကြံပြုချက်တွေဟာသုံးဝင်မှာမဟုတ်ဘူးလို့လည်းသူကသတိပေးခဲ့ပါတယ်။အစိုးရဖွဲ့ဟာနိုင်ငံပြည်ထောင်စုတွေကိုတရားမျှတမှုရှိပြီး အခြေခံဥပဒေနဲ့ညီတဲ့လမ်းကြောင်းတွေကတစဉ်ဖြည့်ရှင်းဖို့အာရုံစိုက်ထားတယ်လို့လည်းထိုင်းကောက်ဝေးဝန်ကြီးကပြောပါရယ်ဆန္ဒပြခေါင်းဆောင်တွေအနေနဲ့အတိတ်ကာလကထိုင်းနိုင်ငံကိုထိခိုက်နေနာစေခဲ့တဲ့ဖြက်လို့ဖြက်စီနီးပြူပါတွေကိုနောက်တစ်ချိန်ထပ်မံကျင့်သုံးခြင်းမပြုဖို့လည်းဖွင့်တန်းကပြောကြားခဲ့ပါရယ်ဂျွန်လာ28ရက်ကထောင်ထဲချီတဲ့ဆန္ဒပြသူတွေဟာဗန်ကောက်မြို့တော်မှာစုရုံးခဲ့ကြပြီးကမ္ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးဝင်းညုတ်ပေတိုနယ်ကိုယာယီကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါရယ်